ဆရာကြီးတန်တာသိန်းစံရဲ့ကိုချင်းတီကြည်ချင်းနဲ့အစင်မြင်ခီစဉ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါရရှင်အခန်းကအဆုံးတရားတို့ကိုရှောင်ခြင်းမိုးလွဲ့ချိန်လောက်တွင်အဘယရာဇာကုမာရမင်းသားသည်ဂိုင်းဆရာကြီးမဟာဝီရထံရောက်လာလေသည်တင်မင်းသားရောက်လာတာတော့ပဲကောင်းတော့လာခြင်းမှာပဲတင်မင်းသားအတွက်ကြော်စောတရင်ရစီဖို့ ကျွန်ုပ်မှာအချက်တစ်ခုရတာတယ်။မာဝီရကအဘယရာဇာကုမာရမင်းသားအားကြိုဆိုရင်းပြောလိုက်။ဘလို့ကြံများရတာလို့လဲမာဝီရသိပြရစီ။ရဟန်းကောရမကဖုံးတကိုကြီးနေတယ်။ပညာကြီးတယ်ဆိုတဲ့သတင်းနဲ့အင်တန်ကြော်စောထင်ရှားနေတယ်မဟုတ်လား။ဒါအမှန်ပါတယ်မာဝီရ။တိလောင်နေပဲကြီးနေတယ်။ကြော်စောထင်ရှားနေတဲ့ပုံကိုကြီးသူကတင်မင်းသားမေးတဲ့မေကွန်းလောက်ကမှမဖြေနိုင်ဘူးဆိုရင်လူတွေကဘာပြောကြမလဲ။ ရန်ဂေါရမသည်အဗျာမင်းသားမိတာကိုမဖြေနိုင်ဘူးညံနေတယ်။အဗျာမင်းသားကညံကြည့်တယ်လို့ပြောကြမှာပဲ။အဲ့ဒီအခါမှာတင်မင်းသားအတွက်ကြော်စောတဲ့ရင်ရလာပြီမဟုတ်လား။ဟုတ်ပြီပဲထားပါတော့မာဝီရ။ဒါပေမဲ့ရန်ဂေါရမမဖြေနိုင်လောက်အောင်ခက်ခဲတဲ့ဇာတ်မျိုးပြောဖို့တင်မှာဘလို့အကြံရထားလို့လဲသိပြစေ။ရန်ဂေါရမစီရောက်တော့တင်ကမေးရမယ်။ဘလို့မေးရမလဲဆိုတော့အရှင်ဂေါရမအရှင်ဂေါရမသည်သူတော်ဝမနစ်ခြိုက်ပွဲဇာတ်မျိုး သူတို့ကမနစ်သက်တဲ့စကားမျိုးပြောပါသလားလို့မေးရမယ်။သင်ကဒီလိုမေးရင်ရဟန်းကောရမကမင်းသာငါသည်သူတို့ကမနစ်ချိုက်ပွဲမနစ်သက်ပွဲစကားမျိုးမပြောဘူးလို့ပြန်ပြောခြင်းပြန်ပြောမယ်။ဒီလိုသူကပြန်ပြောရင်ကျွန်တော်ကဘယ်လိုလုပ်ရမှာလဲမဟာဝီရ။ဒီလိုသူကပြောရင်သင်မင်းသားကအရှင်ကောရမအရှင်ကောရမကသူတို့ကမနစ်ချိုက်ပွဲမနစ်သက်ပွဲစကားမျိုးကိုမပြောဘူးသာဆိုတဲ့ဒီဝရက်ကိုတော့အပင်လာမဲ့သူကုစားမရတော့တဲ့သူလို့ဘာကြောင့် မန်တစ်သက်ဝဲစကားတဖက်သားကိုထိခိုက်နေနာစီတဲ့စကားမျိုးပြောရပါသလဲလို့မေးလိုက်ရမယ်။ဟုတ်ပါရဲ့မာဝီရသင်ပြောသလိုသူ့ကိုမေးရမှာပဲ။တကယ်လို့ရဟန်းကောင်းတော်မကမင်းလားငါဒီသူတစ်ပါးမိနစ်ချိုက်ဝဲစကားသူတစ်ပါးမိနစ်သက်တဲ့စကားမျိုးပြောတယ်လို့ဆိုပြန်ရင်လည်းသင်မင်းသားကဒီလိုပြန်မေးရမယ်။ဘယ်လိုပါလဲမာဝီရသင်မင်းသားကဒီလိုမေးရမယ်အရှင်ကောင်းတော်မအရှင်ကောင်းတော်မကသူတစ်ပါးမိနစ်ချိုက်ဝဲသူတစ်ပါးမိနစ်သက်ဝဲစကားမျိုးပြောတယ်ဆိုရင် အခြားပုထုဇဉ်လူများနဲ့အရှင်ဂေါရမဘာများခြားနာတော့မှလဲလူများလဲသူတပါမနစ်ချိုက်တဲ့မနစ်သက်တဲ့စကားမျိုးတွေပြောနေကြတာပဲမဟုတ်လားလို့မေးရမယ်ဒီလိုသင်ကမေးရင်ဘယ်နဲ့ဖြစ်မလဲသင်ရဟန်းဂေါရမခင်ဗျာပေးချက်နဲ့ကြကြုံပြီးဘာမှ ဖြေနိုင်လိမ့်မယ်မဟုတ်တော့ဘူးသင်ပြောသလိုဖြစ်နိုင်ပါတယ်မဝီရဖြစ်ရမှာပါမနစ်သက်ွယ်စကားမျိုးမပြောပါဘူးဆိုရင်လည်း အရှင်ဂေါရမကဒေဝဒတ်ကိုတော့ဘာကြောင့်အပယ်လာမဲ့သူခုစားလို့မရတော့တဲ့သူလို့မနစ်ချိုက်ပွဲ ထိခိုက်ပွဲစကားကိုပြောပါတယ်လေလို့အပြစ်တင်နိုင်တယ်တခါသူတော်မနစ်သက်ပွဲစကားမျိုးပြောတယ်ဆိုရင်လည်းအရှင်ဂေါရမကတန်မှန်လူတွေနဲ့ပါချားတယ်လို့အပြစ်တင်နိုင်တယ်နှစ်ဖက်ဆွန်းရှိတဲ့တင်မင်းသားမိတဲ့ပြဿနာကိုရန်ဂေါရမကအစွန်းလွန်အောင်ရှာပြီးဖြေနိုင်မှာမဟုတ်ဘူးကဲတင်သွားကြည့်ပါရန်ဂေါရမကငါပြောခဲ့တဲ့အတိုင်းမလုံနိုင်အောင်တင်မင်းသားပြဿနာတင်ပြကြည့် တင်ဒီလိုပြဿနာတင်နိုင်နေဆိုရင်လူများကတင့်ကိုဝိုင်းပြီးရန်ကောဓမတဲ့ဉာဏ်ပညာကြီးပါပေတယ်လို့ချီးမွမ်းကြမှာပဲဒီတကအင့်မှာကြော်စောတဲ့ဖြစ်မှာပဲကောင်းမီမာဝိရကျွန်တော်အခုပဲရန်ကောဓမထံသွားပါမယ်အဘယရာဇာကုမာရမင်းသားဒီချက်ချင်းမင်းကောဓမဘုရားရှိရာဝေလူဝင်ချောင်းသို့ထွက်ခွာလာခဲ့လေသည်ဝေလူဝင်ချောင်းဤသို့ရောက်သောအခါအဘယရာဇာကုမာရမင်းသားဒီယထာပေါ်မှာရှင်းသက်ခါချောင်းဝင်းတွင်သို့ရှောက်လာခဲ့၏ ဝေလူဝင်ကျောင်းတစ်ခုလုံးငြိမ်သက်လျက်ရှိလေသည်အာဗျာရာဇာကုမာရမင်းသားသည်ဗုဒ္ဓရှင်ရာသူယိုသေးစွာချင်းကပ်၍နှုတ်ဆက်ရှိကိုပြီးနောက်တင့်တင့်သောနေရာ၌ထိုင်လေသည်ထို့နောက်မာဝီရတင်ပေးလိုက်သည့်ပြဿနာကို တင်ပြရန်ပြင်ဆင်လိုက်တို့ရရင်နေသည်အတန်ငယ်ဆောင်နေပြီဖြစ်သောကြောင့်အပြရရာဇာကုမာရစိတ်၌အကြံတစ်ခုရလာ၏ရလာသောအကြံမှာယံကောရမကိုပြေတနာတင်ဖို့အချိန်မရှိတော့ဘူးမနက်ဖန်မှာငါအိမ်ကိုပင့်ဖိတ်ဆွံကြွေးပြီး ပြဒနာကိုတင်တော့မဲဟူ၍ဖြစ်လေသည်သူနှင့်အာဗျာရာဇာကုမာရမင်းသားသည်ဂေါရမဘုရားအားရှင်ပြရှင်ပြသည်မနှက်ပြန်နဲ့နဲ့ကျွန်ုပ်၏အိမ်သို့ဆွလွန်ကကြွတော်မူပါဟုလျှောက်လေ၏စိတ်စိတ်နေခြင်းဖြင့်ဘုရားကဖိတ်ကြားချက်ကိုလက်ခံကြောင်းသိရလျှင်အာဗျာရာဇာကုမာရမင်းသားသည်ရိုသေစွာရှစ်ကိုနှုတ်ဆက်၍ပြန်သွားလေတော်သည်နောက်တနေ့၌မိမိအိမ်၌ဂေါရမဘုရားဆွစားပြီးသောအခါအာဗျာရာဇာကုမာရမင်းသားသည်တင့်တယ်သောနေရာ၌ထိုင်၍ဂေါရမဘုရားအား ယခင်နေ့ကပြဿနာကိုမေးလျှောက်လေသည်အရှင်ဖျားအရှင်ဖျားသည်သူတစ်ပါးမနစ်ခြိုက်တဲ့စကားမျိုး သူတစ်ပါးမနစ်သက်တဲ့စကားမျိုးပြောပါသလားဂေါရမဗုဒ္ဓပေးချက်နှံချက် ဖြစ်သွားရတော့မည်ဖြစ်မျိုးထွက်ပေါ်လာတော့မည်ဟုအပြာရာဇာကုမာရာကမျောလင့်လျက်ရှိသူရရင်သူမျောလင့်တယ်လို့ဖြစ်မလားကြီးထို့ကြောင့်ဗုဒ္ဓကမင်းသားဒီစကားမျိုးမှာတထစ်ချာအပြင်ငါမဖြေချနိုင်ဘူးဟုဆိုလိုက်တော့ကြောင့်မင်းဖြစ်သည် မာဝိရအကျဉ်းကြီးတော့ပြတ်သွားပြီ အဗျာမင်းသားသည်ဤစကားကိုနှုတ်မှလှုပ်ခနဲပြောလိုက်မိဤတွင်ဗုဒ္ဓကမင်းသားဘာကိုဤရွယ်ပြီးမာဝီရအကျံပြတ်သွားပြီလို့သင်ဆိုလိုတာလဲမနေ့ကမာဝီရထံကျွန်ုပ်ရောက်သွားတယ်ရောက်တော့သူကကျွန်ုပ်ကိုမင်းသားသင်မင်းသားအတွက်ကြော်စောသတင်းဖြစ်စီဘုံကမှအကျံတစ်ခုရထားတယ်လို့စီပြောတယ်ဘလို့အကျံများလဲလို့ကျွန်ုပ်ကမေးတော့သူကမင်းသားရဟန်းဂေါရမစီတင်သွားပြီ အရှင်ဂေါရမသည်သူတော်ဘာမနေ့ခြိုက်ပွဲမနေ့သက်ပွဲစကားမျိုး ပြောပါသလားလို့မေးဖို့အကြံပေးလိုက်ပါတယ်ဒီလိုမေးရင်အရှင်ဂေါရမကငါဟာဖြင့်သူတို့ကမနစ်ချိုက်ဖွယ်မနစ်တက်ဖွယ်စကားမျိုးမပြောပါဘူးလို့ပြောချင်းပြောမယ်ဒီလိုပြောရင်ကျွန်တော်ကအရှင်ဖျားကိုရှင်ဖျားအရှင်ဖျားကသူတို့ကမနစ်ချိုက်ဖွယ်မနစ်တက်ဖွယ်စကားမျိုးမပြောဘူးသာဆိုတယ်ဒီဘရက်ကိုတော့ပယ်လာမဲ့သူကုစားလို့မရတော့တဲ့သူလို့မနစ်တက်ဖွယ်ထိခိုက်ဖွယ်စကားမျိုးဘာကြောင့်ဆိုရပါသလဲလို့မေးရမယ်တဲ့ဖျားတကယ်လို့အရှင်ဖျားက ငါဟာပြင်သူတပါမနစ်ခြိုက်ပွဲမနစ်တက်ပွဲစကားမျိုးပြောတယ်ဆိုပြန်မှရင်လည်းကျွန်တော်ကရှင်ပြကိုရှင်ပြရှင်ပြကသူတပားမနစ်ခြိုက်ပွဲမနစ်တက်ပွဲစကားမျိုးပြောတယ်ဆိုရင်အကြသောအတန်မှန်လူတွေပုထုရှင်နေနဲ့ဘာများချားတော့မှလဲလို့မေးရမယ်တဲ့ဗျာဒီလိုမေးရင်ရှင်ပြမှာဘေးကျန်နှံ့ချဖြစ်ပြီးပြန်မဖြေနိုင်ဖြစ်နေမယ်အစွန်းနှစ်ဖက်ရှိတဲ့ကျွန်ုပ်တင်တဲ့အမေးပြဿနာကိုအစွန်းလုံအောင်ရှာပြီးအရှင်ပြကဖြေနိုင်မှာမဟုတ်ဘူးလို့မာဝီရကဆိုပါတယ်အရှင်ပြမဖြေနိုင်ရင် ရဟန်းဂေါရမကိုကျွန်ုပ်ကမှတ်လုံနိုင်အောင်ပြသနာတင်နိုင်တယ်။ပညာရှိတယ်လို့အများကပြောကြမယ်။ဒီခါမှာကျွန်ုပ်မှာကြော်စောမှုဖြစ်မယ်လို့မဟာဝိရထင်ထားခဲ့ပါတယ်။အခုတော့အရှင်ပြားကိုပြီးကျန်နှံချက်ဖြစ်အောင်ပြသနာတင်ရုံရှိသည်။အရှင်ပြားကဒီစကားမျိုးငါတထစ်ကြမဖြစ်နိုင်ဘူးလို့ဆိုပြီးအစိုးနှစ်ပါးလုံးကလှုပ်အောင်ရှောင်ထွက်သွားပါတယ်။ဒါကြောင့်ကျွန်ုပ်ကမဟာဝိရရဲ့အကြံကြီးတော့ပြတ်သွားပြီလို့ဆိုတာပါဗျာ။ထိုကိုင်းအပြာမင်းသားဤတောင်းငယ်သည်အပြာမင်းသားဤပေါင်ပေါ်၌ထိုင်လျက်ရှိသည်ထိုကလေးငယ်ကိုဗုဒ္ဓကညွှန်ပြ၍ မင်းသားငါတခုပဲမင်းမယ်တင်းမင်းသားကသတိပေါ့ရော်လိုပဲဖြစ်ဖြစ်ကလေးထင်းကသတိပေါ့ရော်လိုပဲဖြစ်ဖြစ်အမှတ်တမဲ့ဖြစ်ခိုင်းမှာတင်သားစာတခုခုဒါမှမဟုတ်ခြုံထက်တဲ့အရာတခုခုကိုတင်သားငယ်ကကောက်ယူပြီးမျိုးချမိနေဆိုပါတော့ဒါကိုတင်သိရင်တင်ဘလို့လုပ်မလဲသားငယ်ပါဇက်တွင်ကအရာကိုထုတ်ယူရမှာပဲဖျားတကယ်လို့လွယ်လွယ်ကူကူနဲ့ထုတ်ယူလို့မရရင်ကောဥကောင်ကိုပိုက်ပြီးလမ်းညွန့်နဲ့ထိုးနှာယူတဲ့ကလည်းယူရမှာပဲဗျ။အဲ့ဒါလို့ထိုးနှာယူလို့ကလေးမှနာကျင်မှုသွေးထွက်မှုဖြစ်ရင်ကော နာကျင်မှုတွေးထွက်မှုဖြစ်ခြင်းဖြစ်နိုင်ပေမဲ့ရနိုင်တဲ့နည်းနဲ့တော့ထုတ်ရမှာပဲဗျ။ဘာကြောင့်ဒီလိုလုပ်ရတာလဲ။ခလေးကိုတနာတဲ့အတွက်အန်နီယံမှကင်းစင်လို့တဲ့အတွက်ဖြစ်ပါတယ်ဗျာ။မင်းသားငါလည်းဒီနည်းတူပဲ။တချို့စကားမျိုးကပြောလိုက်ရင်ဟုတ်မှန်မှုလည်းရှိတယ်။ဒါပြင်ပြောလို့ရနိုင်တဲ့အခြေအနေပြောတဲ့နဲ့အခြေအနေပြောလိုက်ရင်တစ်ဖက်သားမှာအကျိုးရှိနိုင်တဲ့အခြေအနေရှိရင်တော့ဒီစကားမျိုးကိုတစ်ဖက်သားကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအခါအားလျော်စွာငါပြောရပါတယ်။ ဘာကြောင့်လဲလို့မေးရင်အဲ့ဒီပုံကူကငါတနာကျင်တာတဲ့အတွက်ဖြစ်ပါတယ်မင်းသားစကားပြောတဲ့အခါမှာတမဟုတ်မမှန်ဘူးကြိုးစည်းပွားနဲ့လည်းဆက်ရှင်မှုမရှိဘူးသူတစ်ပါးနှစ်တန်မှုနှစ်ချိုင်မှုလည်းမရှိဘူးဆိုတဲ့စကားမျိုးငါမပြောဘူးနှစ်ဟုတ်မှန်မှုတော့ရှိတယ်ဒါပေမဲ့ကြိုးစည်းပွားနဲ့တော့မဆက်ရှင်ဘူးသူတစ်ပါးနှစ်တန်မှုနှစ်ချိုင်မှုတော့မရှိဘူးဆိုတဲ့စကားမျိုးကိုလည်းငါမပြောဘူးမဟုတ်မမှန်ဘူးအကျိုးစီးပွားနဲ့လည်းမဆက်ရှင်ဘူးဒါပေမဲ့သူတစ်ပါးနှစ်တန်းမှုနှစ်ချိုင်မှုတော့ရှိတယ်ဆိုတဲ့စကားမျိုးကိုလည်းငါ မပြောဘူးလေဟောက်မှန်မှုတော့ရှိတယ်သူတစ်ပါးနှစ်တန်မှုနှစ်ချိုင်မှုလည်းရှိတယ်ဒါပေမဲ့ကျိုးစည်းဝါးနဲ့ဆက်ရှင်မှုတော့မရှိဘူးဆိုတဲ့စကားမျိုးကိုလည်းငါမပြောဘူးငါဟောက်မှန်မှုရှိတယ်အကျိုးစည်းဝါးနဲ့ဆက်ရှင်တယ်ဒါပေမဲ့သူတစ်ပါးနှစ်တန်မှုနှစ်ချိုင်မှုမရှိဘူးဆိုတဲ့စကားမျိုးကိုတော့အခြေအနေအရအခအားလျော်စွာငါပြောတယ်ချက် ဟုတ်မှန်မှုရှိတယ်အကျိုးစီးပွားနဲ့လည်းဆက်ရှင်တယ်သူတစ်ပါးနှစ်တန်မှုနှစ်ချိုင်မှုလည်းရှိတယ်ဆိုတဲ့စကားမျိုးကိုအချိန်နေကြည့်ပြီးခါအားလျော်စွာငါပြောတယ်ရာဇာကုမာရဗုဒ္ဓရဲ့စကားကိုအပြာမင်းသားသည်ဂျင်းနဲ့နှစ်သက်ခြင်းဖြစ်ပြီးဗုဒ္ဓအားအောက်ပါခဲ့သူမိရှာပြီးရှင်ပြပညာရှိကြတဲ့မင်းတွေပုံနာတွေတကြယ်တွေကပြဿနာကိုစီကြိုတင်စဉ်းစားပြီးရှင်ပြကိုမေးကြပါတယ်ပြဿနာတွေတင်ပြကြတယ်ဒီလိုမေးလာတဲ့အခါ တင်လာတဲ့အခါရှင်ပြကချက်ချင်းပဲမဆိုင်မတော့ဖြေနိုင်ပါတယ်ဒီလိုဖြေနိုင်တာဟာဖြင့်သူတို့ဒီလိုမေးလာရင်ငါကဒီလိုဖြေလိုက်မယ်ဆိုပြီးကြိုတင်စီစဉ်ကြံစထားတာများရှင်ပြမှာရှိပါသလားတင့်ကငါတခုမင်းမယ်ယထာမှာပါဝင်တဲ့အစိတ်ပိုင်းတွေကိုအတင်မင်းသားကျွမ်းကျွမ်းကျင်ကျင်သိရလားသိပါတယ်ဗျာယထာမှာပါဝင်တဲ့အင်္ဂါအစိတ်ပိုင်းတွေကိုကျွန်တော်ကျွမ်းကျွမ်းကျင်ကျင်သိပါတယ်ကောင်းပြီလူတွေကတင့်စီရောက်လာပြီးယထာရဲ့အစိတ်ပိုင်းတွေကိုမေးမယ်ဆိုတော့တင့်စိတ်ထဲမှာသူတို့ဒီလိုမေးလာရင် ငါဒီလိုဖြေလိုက်မယ်လို့ကြိုတင်စဉ်းစားထားရသလားဒါမှမဟုတ်ချက်ချင်းမဲ့မိတာကိုတင်ဖြေနိုင်သလားမိတာကိုချက်ချင်းမဲ့ဖြေနိုင်ပါတယ်ဘာကြောင့်တင်ဒီလိုဖြေနိုင်တယ်လို့ထင်သလဲယထာရဲ့အင်္ဂါစိတ်ပိုင်းနေနဲ့ပတ်သက်ပြီးအကုံအစင်ကျွမ်းကျင်ပြီးဖြစ်တဲ့အတွက်ကြောင့်ဖြေနိုင်ခြင်းဖြစ်ပါတယ်ငါလည်းဒီနည်းတူပဲပညာရှိတဲ့မင်းနေပုံနာတွေတကျဲတွေပြဿနာ ကိုစီကြိုတင်စဉ်းစားပြီးပြဿနာတွေမေးဖို့ငါစီရောက်လာကြတယ်ငါ့ကိုမျိုးမျိုးမေးကြမြန်းကြတယ်ဒါမှမဟုတ်သူတို့မိရာတွေကိုချက်ချင်းမဲ့ငါအဖြစ်ပြီးနိုင်ပါတယ် စိတ်ထဲမှာကြိုတင်စီစဉ်မထားရပါဘူး။ဘာကြောင့်လဲဆိုလောကရဲ့တဘာဝထဓမ္မတရားတွေကိုငါတိထားပြီးဖြစ်လို့ပဲရာဇာကုမာရအဘယရာဇာကုမာရမင်းသားဒီဝင်းမြောက်သောနှစ်ချိုက်သောမူရနှင့်ဗုဒ္ဓအားလက်အုပ်ကြီးကဗုဒ္ဓနှင့်တကားဗုဒ္ဓ၏တရားတော်တန်ခါတော်တို့အားအသက်ထဆုံးဥက္ကွယ်စည်းကပ်သောဥပဒကဖြင့်မှတ်ပါရန်လျှောက်ထားလေသည်ဗုဒ္ဓသည်အဘယရာဇာကုမာရမင်းသားအားတင့်လျော်သောတရားဓမ္မကိုဟောပြောပြီးနောက်ကျောင်းတော်သို့ပြန်ကြွသွားလေသည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ